ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တွေအားလုံးပဲမင်္ဂလာပါအခုအပြောင်းရွှေ့ကအခုဒီအပိုင်းမှာနည်းနည်းလေးပြန်ပြီးတော့ခတ်သွက်သွက်ဖြစ်လာတယ်သူတပည့် Club Walker ကအုပ်စုစင်ကနေရှုံးထွက်အဆင့်ကိုရောက်လာတဲ့အချိန်တချို့အသင်းတွေကသူတို့ရဲ့ transfer ပါဆက်ပြီးစမယ်ဘာကြောင့်လဲဆိုတော့ Club များစုက နှစ်ပတ်ကြာတော့မလို့တော့တဲ့ pre-season tour ကိုတွားရမှာဖြစ်တဲ့တို့ကကစားမတွေကိုစတင်ရှာဖွေနေတဲ့ Man United ဆိုရင်ဇူလိုင်9ရက်မတိုင်ခင်မှာသူတို့ transfer window ရဲ့ target တွေကို target ထားလို့အသင်းအများစုကလည်းဒါ pre-season tour တွားဖို့အတွက်ကစားမတွေရဲ့အပြောင်းအရွှေ့တွေကိုတောင်းလျှောက် push လုပ်နေတယ်ဆိုတော့အခုလောလောဆယ် Saudi club Al-Hilal အသင်းက AC Milan အသင်းရဲ့ဘယ်နောက်ခံကစားမ Theo Hernandez ကိုခေါ်ဖို့သဘောတူလိုက်ပါပြီ 东尼沙就就是嘛，皮皮多，表水这家许多东西阿丹巴，那些阿丹我现皮皮多三单家，他另外哥哥牙齿内面不那些暗红尿呢，他不，他尼冇牙齿皮皮多，他又何能得卡，米浪哥送过皮皮多，先来办卡，说的股表水嘛吧。 ၃နှစ်စာချုပ်အတွက်တစ်နှစ်ကိုယူရိုတန်း၃၀နဲ့လက်မှတ်ထိုးခြင်းအပါအဝင်တစ်နှစ်ကို25တန်းထိ85တန်းရရှိမှာလည်းဖြစ်တယ်။အဖက်မှာအဟာလာအသင်းကဗစ်တာအိုစီယမ်ကိုလက်မှတ်ထိုးခြင်းတန်းတရာနဲ့တစ်နှစ်လောက်ခတန်း၄၀နဲ့တူတဲအားဖြင့်၄နှစ်စာချုပ် တန်160ယူရိုတန်160ပက်ကေ့ချ်နဲ့ကမ်းလှမ်းထားပြီးနာပိုလီကိုပြောင်းရွှေ့ချေရောချေးစာချုပ်ယူရို85တန်းပေးမယ်ဆိုပြီးတော့ကမ်းလှမ်းထားပါတယ်။ကစားမရဲ့ final decision ကိုအဟလာတင်ကစောင့်မျှော်လေးရှိနေစေပါ။ Chelsea တင်ကတော့ British Dortmund ရဲ့ England တောင်ပံကစားမ Jimmy Gendes ကိုခေါ်ဖို့သဘောတူညီမှုရပါပြီ။ ကလပ်ဝေါ်ကပ်မတိုင်ခင်တည်းကဒီပြောင်းရွှေ့ကဖြစ်လူနီးပါးဖြစ်ခဲ့ပြီးမှ FIFA deadline ကျော်သွားတဲ့အတွက်လက်ရှိပြောင်းရွှေ့ကလက်ရှိချိန်ထိရောက်လာခဲ့တာဖြစ်တဲ့ဒီတန်20ရွယ်ရှိတဲ့အင်္ဂလန်တောင်ပိုင်းစားမားကို Chelsea အသင်းကပြောင်းရွှေ့ချေးတန်း90နဲ့2032ခုနှစ်ထိခုနှစ်စာချုပ်ချုပ်ဆိုမဲ့ကြောင့် David Onsen ကအတည်ပြုပြီး Club World Cup ပြီးတာနဲ့ဒီပြောင်းရွှေ့ကတခါတည်းအပြီးတက်နိုင်မှာဖြစ်ကြောင်းကြေညာထားပါတယ် တဖက်မှာတော့ Chelsea တင်းရဲ့လူငယ်စားမ Aston Villa William ကတော့ Premier's နဲ့ Club World Cup အပြီးမှာ Chelsea ကိုပြောင်းရွှေ့မှာဖြစ်ကြောင်းအတည်ပြုကြေညာလိုက်တယ်။ Session နဲ့ရွယ်ရှိတဲ့ဒီစားမလေးကလက်ရှိမှာ Club World Cup ပွဲစဉ်၃ပွဲမှာ Man of the Match တစ်ချိန်ရရှိထားပြီးတော့ Chelsea ကသူ့ကိုတန်း၄၀ကျော်နဲ့ခေါ်ယူထားတာဖြစ်တယ်။ နွေရာသီမှာကလပ်ဝေါကပ်ပြီးတာနဲ့ချက်စီသင်းရဲ့တောင်ပန်ကစားမအသည်ဖြစ်အသင်းကို ရောက်ရှိလာမှာဖြစ်ကြောင်းသူကအတည်ပြုထားပါတယ်ချက်စီသင်းရဲ့ကွန်းလေကစားမဟောင်းဖြစ်တဲ့မိုက်ကယ်အစီယန်ကတော့ဒန်မတ်ကလပ်ဖြစ်တဲ့နော့ချီလန်အသည်မှာနီးပြကစားမအဖြစ်နှစ်နှစ်စာချုပ်ချိုးဆိုလိုက်ပါတယ်ဒါသူကိုယ်တိုင်ကနော့ချီလန်ကို ရောက်ရှိနေပြီးတော့လက်ရှိမှာတော့စာချုပ်တစ်ချိုးဆိုကလပ်เจ้าနော့ချီလန်ကအတည်ပြုကြေညာခဲ့တာပါ Tottenham Hotspur အသင်းကလည်းအသက်20ရွယ်ရှိတဲ့ Japanese နောက်ခံကစားသမားဖြစ်တဲ့ Kota Taki ဆိုတဲ့ကစားသမားကိုခေါ်လိုက်ပါတယ်။ Jelly Club ဖြစ်တဲ့ Kawasaki အသင်းကလည်းဘိုနောက်ခံကစားသမားလေးကိုခေါ်ယူခဲ့တာဖြစ်ပြီးတော့အသင်းရဲ့လူငယ်ကစားသမားတွေလိုပဲ Thomas Frank တို့အရေးပါမဲ့သူဖြစ်ကြောင်းဆိုခဲ့ပြီးတော့ပေါင်း9တန်းနဲ့ခေါ်ယူခဲ့တာလည်းဖြစ်တဲ့ RB Leipzig အသင်းကလည်းသူတို့ရဲ့နီးပြထွက်ခွာသွားတဲ့အတွက်ကြောင့်ဒီနေရာမှာနီးပြတဲ့ရောက်လာပါပြီ။ လိုက်ဆက်အသင်းကအိုလီဝါနာဆိုတဲ့တယောက်ကို2029ထိစာချုပ်တိချုပ်ဆိုခဲ့ပြီးတော့တရားဝင်သူတို့ရဲ့နီးပြဖြစ်ခန့်အပ်ခဲ့ပြီးဖြစ်ကြောင်းကလပ်သင်းရဲ့ဝက်ဘ်ဆိုက်မှာကြေညာခဲ့ပြီးဖြစ်တဲ့ဘာဆိုနာသင်းကလည်းလက်ရှိမှာရူနီဘာဂျီဆိုတဲ့ကိုပီဟေဂင်အသင်းရဲ့ဆွီဒင်လူငယ်ကစားမလေးကိုခေါ်လိုက်ပါတယ်အသက်20ပဲရှိတဲ့ဒီကစားမလေးကိုဘာဆိုနာသင်းကယူရိုနှစ်တန်းကျော်တဲ့နဲ့ခေါ်ယူနိုင်ခဲ့တာဖြစ်တဲ့အဓိကကစာချုပ်6လပဲကျန်တဲ့အတွက် ဘာဆိုနာတင်ကသူ့ကိုခေါ်ယူခဲ့တာဖြစ်ပြီးတော့အပိုဘောနပ်စ်အပါဝင်ယူရို2.5တန်းတိရှိပြီးဘာဆိုနာဘက်ကပြန်ရောင်းမယ်ဆိုရင်ရောင်းရငွေရဲ့15ရာခိုင်နှုန်းကိုကိုပင်ဟေဂင်ကိုပေးဖို့သဘောတူထားပါတယ်။ဘာဆိုနာတင်နေတဲ့နီကိုဝီလျံအပြောင်းရွှေ့ကိုရပိုင်းတွင်ချိန်ညာနိုင်တော့မှဖြစ်ကြောင်းမန်ဒိုဒီဘိုဒီဘိုရပိုနဲ့တဖက်ကမာကာကဖော်ပြထားပါတယ်။ဘိုင်ယူနစ်အပါဝင်ထိတ်တန့်ကလပ်တွေကသူ့ကိုချိုးပန်းနေတိထိုင်အောင် ကစားမကဘာဆိုနာကိုပဲပြောင်းမှုရှိပြီးဘာဆိုနာဘက်ကလာလီဂါနဲ့အက်တလက်တစ်ကလပ်ကိုပြောင်းရွှေ့ကြည့်ပေးဖို့နဲ့ final approve ကိုပဲစောင့်နေပြီးဒီပြောင်းရွှေ့ကြေညာနိုင်တော့မှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်လီဗာပူးအသင်းကအခုလက်ရှိမှာ Jared Consage ကိုရောင်းချထားသည့်တိုင်အောင်ပြန်လဲခေါ်ယူခွင့် buyback option ကိုထည့်သွင်းခဲ့တယ်ပေါင်35တန် package မှာတန်30အရင်ပေးပြီး5တန်ကအပူ bonus ရရှိမှာဖြစ်ပြီးလီဗာပူးအနေနဲ့ Consage ကိုနှစ်နှစ်အတွင်းမှာပြန်ခေါ်လို့ရတဲ့ buyback option ကိုထည့်သွင်းထားတာဖြစ်တယ် ိုင်လီဘကူစင်သင်ကသူတို့ရဲ့နီးပြအရီတန်ဟာကိုလောက်ခလာစာယူတော့9.5တန်တီပေးတာပါတယ်ဒါကဘွန်ဒစီက ကလပ်တွေထဲမှာဒါဗင်းရှင်းကုမ္ပဏီပြီးရင်ဒုတိယလာစာအများဆုံးရမဲ့သူလည်းဖြစ်တယ်လီဗာပူးရဲ့နောက်ခံလူနာတန်ယယ်ဖီလစ်ကချန်ပီယံရှစ်ကလပ်ဝက်စ်ဘရွန်ကိုအပီးတိုက်ပြောင်းပါပြီဒီစားမကကလော့လက်ထက်တုံးကအားကိုးရခဲ့ပူတယ်အမေရိကန်နောက်ခံကစားမဖြစ်ပြီးတော့ ၃နှစ်စာချုပ်နဲ့နာတန်ဂျာဖီလစ်ကလီဗာပူးကိုစွန့်ခွာပြီးဝက်စ်ဘရွန်နဲ့စာချုပ်ချုပ်ဆိုလိုက်ပြီးဖြစ်တဲ့မီလော့စ်ကာကစ်ကလည်းလက်ရှိမှာလီဗာပူးသင်းကိုတရားဝင်ပြောင်းရွှေ့ပါပြီသူရဲ့စစ်စစ်မှုကအင်ကာနေမှာပဲပြုလုပ်ခဲ့ပြီးလီဗာပူးကိုပေါင်တန်း၄၀နဲ့၅နှစ်စာချုပ်ချိုးဆိုလိုက်ပြီးဖြစ်တဲ့ အင်တာမီလန်အသင်းကလည်းပြီးခဲ့တဲ့ရာသီရိုမာကအငှားနဲ့ခေါ်ထားတဲ့ကစားမဖြစ်တဲ့နီကိုလာဇဝက်စကီကိုအပိသက်ခေါ်လိုက်ပါပြီဒီစားမကိုအင်တာမီလန်အသင်းကယူရို6တန်းတဲ့နဲ့အပိသက်ခေါ်ယူခဲ့ပြီးတော့ အငားကနေအပိသက်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်တယ်တစ်ဖက်မှာတော့ Bradford အသင်းကသူတို့ရဲ့နီးပြဖြစ် Thomas Frank ထွက်သွားတဲ့နေရာမှာ အရင် Sabi Cohou ဖြစ်တဲ့ King Andrew ကိုနီးပြပြစ်ခံဖို့သဘောတူလိုက်ပါတယ် Bradford ကနီးပြအများစုကိုရထားသလို Ipswich Town နီးပြ Kieran McKenna ကိုလည်းစဉ်းစားထားပေမဲ့နောက်ဆုံးမှာတော့ Thomas Frank ရဲ့နီးပြအဖွဲ့ဝင်ထဲမှာပါဝင်တဲ့ ခီအန်ဒရူးကိုသူတို့ရဲ့နီးပြဖြစ်ခံဖို့သဘောတူညီလိုက်ပြီးဖြစ်တယ်။တစ်ချိန်တည်းမှာပဲ BSV Ihovan ရဲ့ကိုသမားဖြစ်တဲ့ Walter Benitez ကတော့ Crystal Palace ကိုပြောင်းရွှေ့ပါပြီ။ Argentina လယ်ဝေးစဉ်ရဲ့တတိယကိုသမားဖြစ်တဲ့ Walter Benitez ကလက်ရှိမှာ BSV Ihovan ကနေ Crystal Palace အသင်းကို ရောက်ရှိလာတာဖြစ်ပြီးစာချုပ်သက်တမ်းကိုဆိုးတဲ့အတွက်အလွတ်ပြောင်းရွှေ့ခြင်းနဲ့ရောက်လာခဲ့တာဖြစ်တယ်။ ဘန်နီကလည်းသူတို့ရဲ့ဂူဒမာ James Trafford ထွက်ခွာတော့မှာဖြစ်တဲ့အတွက်ဒီနေရာမှာဂူဒမာအသစ်အစားထုတ်လိုက်ပါတယ် Maxwell ဆိုတဲ့ကစားသမားကို Casaslohi ဆိုတဲ့အသင်းကနေ Euro 5သန်းနဲ့ဘန်နီကခေါ်ပြီးတော့ Jane Truffle နေရာမှာအစားထိုးမှာပါလက်ရှိဒီကိုသမားကတော့ Newcastle United အသင်းကိုပြောင်းရွှေ့ပွဲရှိပြီးတော့ Jane Truffle ကို Newcastle က35တန်းထိပေးရဖို့ရှိတယ်။တစ်ဖက်က Manchester City အသင်းကသူတို့ရဲ့လူငယ်ကစားမ Juma Ba ဆိုတဲ့ကစားမလေးကို ပြင်သစ် class Nice ကို ထွက်ခွာခွင့်ပေးလိုက်ပြီးဖြစ်တယ်။ဒီကစားမလေးကို Man City ကအပြီးတိုင်ရောင်းတာမဟုတ်ပဲအငှားချတာဖြစ်ပြီးတော့ပြင်သစ် club ဖြစ်တဲ့ Lyon နဲ့ Nice အသင်းကလိုချင်နေပြီးတော့မှကစားမကိုယ်တိုင်က Nice ကို ပြောင်းရွှေ့ ို့ရွေးချယ်ခဲ့တဲ့အတွက်ဒီပြောင်းရွှေ့ဖြစ်သွားခဲ့တာဖြစ်တယ်။ Man United အသင်းကအခုလက်ရှိမှာ Ryan Ampumo ကိုပေါင်တန်း60ကျော်တိုးတဲ့ package နဲ့ကမ်းလှမ်းထားပြီးတော့ Brentford အသင်းချီကနေမကြာမီအပီးတိုင်ခေါ်ယူနိုင်ဖို့သဘောတူညီမှုရမယ်လို့ဆိုပါတယ်။ Victor Yokres ကလက်ရှိမှာ Sporting Lisbon ကထွက်ဖို့အတည်ပြုထားတယ်။လက်ကျန်နေထားရ Sporting နဲ့လေ့ကျင့်မှုပြုလုပ်ဖို့အစီအစဉ်ရှိလို့တေချာပေါက်ထွက်ခေါ်မှာဖြစ်ကြောင်းအသင်းတောင်ရှိတွေကိုအတည်ပြုထားပြီး အာစနယ်သင်းကိုပြောင်းဖို့ဆန္ဒရှိနေပါတယ်။တစ်ဖက်မှာတော့အာစနယ်ကဘင်ဂျမင်ဆက်စကိုရဲ့အပြောင်းရွှေ့ကဆယ်တန်းကွာဟနေစေဖြစ်ပြီးတော့လိုက်စနစ်သူတို့ကြားမှာဆွေးနွေးနေစေဖြစ်တဲ့ United ကခေါ်ယူဖို့မတိကျတော့တဲ့အတွက် Emmy Martinez ကသူ့ရဲ့အသင်းသစ်ကိုရှာဖွေရဖို့ရှိသလို Atletico Madrid အသင်းကသူ့ကိုအစားထိုးဖို့ရန်အော်ပရက်နေရအတွက်စောင့်ကြည့်လျက်ရှိတယ်လို့ဆိုထားပါတယ်။ Real Madrid က Thibaut Courtois ကိုတတ်တန်းထပ်တိုးมาဖြစ်ပြီးတော့နှစ်နှစ်စာချုပ်ဖြစ်သလို့ တဖက်မှာလည်းမတွေ့ရဲ့တိုက်စင်မှုခီလီယန်အမ်ပါပေကလက်ရှိမှာအသင်းကောင်းဆောင်လူကာမိုထရစ်ထွက်သွားတာနဲ့သူ့ရဲ့ကျောနံပါတ်10ကိုရယူသွားမှာဖြစ်ကြောင်းမာကာကဖော်ပြထားတာပါဒါကစေဥစားစရာနောက်ဆုံးရဒန်ဒီအပြောင်းရွှေ့ရဲ့ဒီ close ဖြစ်နေတဲ့အပြောင်းရွှေ့တဲ့အကြောင်းကိုတင်ဆက်ပေးတာပါအားလုံးကျေးဇူးတင်ပါတယ်